ဒီနေ့တော့လူတဲ့ငါကြည့်ပြီလားချန်ပီယံလိမှာအထူးချိန်အခြေစွမ်းကိုစီပြခဲ့ကြတယ် Rafford နဲ့ Highland ပရင်းသမားမင်းမင်းလာများ MKC ကနေပြန်လဲကြိုးလိုက်ပါရင် Marcus Rafford နဲ့ Roman Highland တို့ကတော့ United ကနေထွက်ခွာခဲ့တာမှန်ကန်ကြောင်းကိုစီတက်တည်ထူတဲ့ရှိနေကြပါပြီချန်ပီယံလိပြိုင်ပွဲတွေမှာ goal တွေအတွင်း goal တွေဖန်တီးပေးနေကြပြီးအနာဂတ်အတွက်ပါပျော်ရွှင်နေရှိနေတာဖြစ်ပါရင် တို့ကအဟုတ်ကြီးရေလောက်ပြနေပေမဲ့ United ကတော့တည်တဲ့အတိုင်းတိုင်းနေ double ပတ်လည်ရှိနေပါတယ်။ဒီနေ့ကကျင်းစာတည်နေရလို့တော့တွေးထင်စာကြောင်းကောင်းနေပြီဖြစ်ပါတယ်။ Rafa က Barcelona မှာ share ကိုချက်ပြုတ်ပြနေပြီဖြစ်ပါတယ်။ပြန်ချင်းနဲ့ကစားခဲ့တဲ့ Champions League ပွဲမှာ Barcelona တို့ရှုံးနေခဲ့ပေမဲ့ညတာမှာ Rafa ကအထင်ကြီးစရာကောင်းတဲ့ခြေစွမ်းကိုပြသသွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင် Rafa က Barcelona အတွက်နောက်ဆုံးကစားခဲ့တဲ့ခြေပွဲမှာဂိုးပါဝင်ပတ်သက်မှု6ကျင်ရှိနေပြီဖြစ်ပါတယ်။သူအနေနဲ့ကိုယ်တိုင်ငါးဂိုးသွင်းထားပြီးအသင်းတော်တွေကို၄ဂိုးအထိဖန်နေပေးထားတာဖြစ်ပါတယ်။ United မှာတော့ကသူမလုံနိုင်ခဲ့တဲ့ဂိုးဖန်နေမှုတွေကပွဲဆက်လုပ်ပြနေတာဖြစ်ပါတယ်။ ။ဇာမတုဟာယုံကြည်ချက်မြန်မာနေရင်လောက်တိုင်းဖြစ်ထင်တိုင်းပေါ်ပါရင် Raffle ကိုဘိုင်စနာကယုံကြည်ချက်မြင့်တင်ပေးနိုင်ခဲ့တာပါ။ဒါကြောင့်ပွဲထွက်ခွင့်တွေပါဆတိုက်ဆိုလို့ရလာပြီး Raffle ကလည်းယုံကြည်ချက်နဲ့ထိုက်တန်အောင်လုပ်ပြနေတာဖြစ်ပါရင်ဒီဟာဒီကကွာဗလာရှိတဲ့ယာတီမို့ Raffle ခြေသွမ်းပြနေတာကောင်းပါရင်ပွိုင်လန်းကလည်းဂိုးဖန်နေပေးမဲ့သူရှိတော့တိုက်စစ်မှုပေးသားစွာအရေးပါတဲ့တွင်းကိုတွေကိုတွင်းုံပြလည်းရှိပါရင်ဗီလန်းတွေမှာကစားတော့ကတကူတကူရဖို့အတွက်ကြောက်ခဲရင်ညင်းတယ်လို့ဖြစ်နေရတဲ့တိုင်ပတ်နေရတဲ့ဝိုင်လန်းတယောက်နာပိုလီမှာတော့အမြင့်ပြန်နေတာဖြစ်ပါရင် ကိုနေကတိုက်စစ်မှုတွေ့ကြီးကနေရေသွေးတွေကိုဘယ်လိုထုတ်ရမလဲဆိုတာသိပါတယ်။လူကာကိုမာတီးနဲ့သူဝေးထုတ်ခဲ့တဲ့တိုင်တိုင်းစစ်မှုတွေလိုမျိုးအစင်တန်းမျိုးရောက်လာအောင်ဝိုင်လန်းကိုကူညီပေးနေတာဖြစ်ပါတယ်။နောက်ပြီးတော့ Sporting Lisbon အသင်းနဲ့ Champions League ပွဲစဉ်မှာဝိုင်လန်းသွင်းယူခဲ့တဲ့သွင်းဝင်တွေနဲ့ပဲတည်တည်တတ်တတ်အနိုင်ဝဲရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ဝိုင်လန်းက United မှာကစားတော့ကဘယ်လိုမှအဆင်ပြေခဲ့ပါဘူး။တိုက်စစ်မှုဖြစ်မဲ့ဂိုမီယာရာကသွင်းအားနဲ့ချက်လို့ဖြစ်နေပါတယ်။ဒါကလည်း United အသင်းပေါ်ကြောင့်ပေါ်မှာပါ။ဂိုမန်ဒီပေးနိုင်ခဲ့တဲ့အသင်းပေါ်တွေနဲ့ကစားမှာတော့ဝိုင်လန်းမပြောနဲ့။ဟာလန်းတော့မှဂိုတင်နိုင်မှာမဟုတ်ဘူးဖြစ်ပါတယ်။တော်ဝင်နေစွာကလည်းတိုက်စစ်မှုတွေဖြစ်တဲ့ပုံမပေးနိုင်။ခွင်းနိုင်ကလည်းဂိုမန်ဖန်ဒီနိုင်နဲ့ဝိုင်လန်း United မှာဖလော့ခဲ့တာကလည်းစမ်းတော့လည်းမစမ်းပါဘူး။ Rafford, Wilder, Anthony တို့က United မှာသာအဆင်ပြေဖြစ်ခဲ့ပေမဲ့သုံးတိုက်ရဲ့အသင်းတွေကတော့ဟုတ်ကြည့်ပါပဲ။ United တို့ကစားမားတွေကိုပြောင်းရွှေ့ခြင်းများကြီးသုံးခေါက်ပြီးအရှုံးခံပြန်ရောက်နေရတာကတော်တော်ကများနေပါပြီ။သူများအသင်းတွေကစားမားတွေကိုမွေးမြူနိုင်ဖို့နေနေတာကစားမားတွေခင်ဗျားလဲတစ်ခါဆက်ဆန်စေကာလန်ကိုဖြစ်ကုန်တာပါ။ပရိသတ်တွေကလည်းကစားမားတွေကိုမုန်းတီးကစားမားတွေကလည်းအသင်းကနေစိုးရတဲ့ပုံစံနဲ့ထွက်ရတာကနှစ်တိုင်းပါပဲ။ Onana လည်းအသင်းထဲမှာသူ့အနေနဲ့သူအဆင်ပြေနေပါတယ်။ ဒီနေ့တော့တင်တော်ရင်းရှိတွေရဲ့ကစားမနေတဲ့ပတ်သက်တဲ့ဖျားပိုင်းကြိုင်တွေပုံတွေမှာမေကွန်ထုတ်စင်စရာကောင်းပါတယ်။ဥပမာအာဆင်နယ်မှာဆိုရင်ဟာဘက်မာရူကီလိုကိုဝယ်တော့ကဒီကစားမတွေကိုအာဆင်နယ်ဖန်တွေကအသေးအံဝေဖန်လှောင်ပြောင်းကြပါတယ်။ဒါပေမဲ့အသင်းကကြိုင်တွေတက်တော့ကစားမတွေကိုဖျားကျော်လာနိုင်ကုန်တော့အခုတော့အဆင်ပြေသွားခဲ့ပါပြီ။မန်စီးမှာဆိုရင်ဒိုကိုလိုကစားမတွေလည်းဖျားဝင်ကြပါမယ်။အသင်းဘက်ကိုကြည့်ပေးပါလိမ့်။ ချင်းစီနဲ့ထိုးတူပါပဲဒါကြောင့်လည်းနီကိုလက်ဂျန်ဆင်တို့ကစားမတွေကိုပြောင်းရွှေ့ရွေးမြင့်မာနဲ့ပြန်ရောင်းထုတ်နိုင်တာပါဂျန်ဆင်သားယူနိုက်တက်ကစားမဖြစ်ကြည်တပြားမတော်ရမှာမဟုတ်ပါဘူးအသင်းရဲ့ကစားမတွေနဲ့ပတ်သက်တဲ့စီမံခွဲမှုပိုင်းဆိုင်ရာကတော့မေးခွန်းထောက်အောင်ပါဖြစ်ပါရင်ဟုတ်ကဲ့ပါများ view တွေကတော့ပါပဲနောက်နေ့မှလည်းအကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ